ဘုဒ္ဓမေနာတော်ဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓဖျာရှင်ကြီးကိုးဝယ်ရာဖြစ်ပါ၏ဗုဒ္ဓဖျာရှင်ဟာကိုးဝယ်ရှိကြပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံကိစ္ဆာမိဓမ္မတရားတော်သည်ကိုးဝယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးဝယ်ရှိကြပါ၏တန်ခေါမေနာတော်တန်ခံတရဏံကိစ္ဆာမိတန်ဃာတော်မြတ်သည်ကိုးဝယ်ရာဖြစ်ပါ၏ တန်ဃာတော်မြတ်အားကိုးွယ်စီကပ်ပါ၏။နေတရာဆက်ပါမကြေရာမိဘတို့၏ကျေးဇူးကိုအထူးတည်၍ဆက်လို့တော်အမျိုးကောင်းသားသမီးတို့သည် အမိကိုညာဘက်ပခုံးဖြင့်ထမ်းအဖကိုဘယ်ဘက်ပခုံးဖြင့်ထမ်းလျက်နေတရာပတ်လုံးပြုစုလုပ်ကြွေးကကျေးဇူးဆက်ပါတော်လေဆက်လို့မကြေနိုင်ဟူ၍မိဘများ၏ကျေးဇူးကြီးမားတဲ့အကြောင်းကို မြတ်စွာဘုရားဟောကြားတော်မူခဲ့ပါသည်အန်တမြေဆောင်63မိဘတို့ဤကျေးဇူးသည်သာသမိများအတွေ့အနှစ်တရာပတ်လုံးပေးဆက်လို့မကြေနိုင်အောင် ကြီးမားတဲ့အကြောင်းကို အပြည့်စုံတည်ဖို့ရမှာမြတ်စွာဘုရားဤဉာဏ်တော်အရာသာဖြစ်ပေသည်မြတ်စွာဘုရားဟောကြားတော်မူအပ်သောတရားတော်ဖြင့်သာသိကြရပေသည် သာသမီများသိဖို့ရာမိဘတို့ဤခေါ်ကျေးဇူးတော်ပါကိုမြတ်စွာဘုရားဟောကြားတော်မူခဲ့ဒီမှာမိဘတို့သည်တဲ့သာသမီများဤမြမဖြစ်ကြပေသည်နှင့်သာသမီများဤအကောင်းဆုံးလက်ဦးဆရာ ဖြစ်ကြပေသည်သုံးသာသမီများဤအကောင်းဆုံးပူဇော်ရာဖြစ်ကြပေသည်ဟု၍ဟောကြားတော်မူခဲ့ပါသည်အန်တင့်မြင့်ဆောင်130တဲ့ မြမပြည်၌ရှိနေကြသောမြမတို့သည်တခါတရံအလုံးသောတတ္တဝါတွေကိုစိတ်နှဖျားချမ်းသာကြပါစေဟု၍ချစ်ချင်းမေတ္တာတရားပွားများကနေကြပေသည်တခါတရံဆင်းရဲဒုက္ခရောက်နေကြသောအလုံးသောတတ္တဝါတွေဆင်းရဲဟုသည်မှာလွတ်သွားကြပါစေဟု၍တနာချင်းကရုဏာတရားပွားများကနေကြပေသည် တခါတရံစိစိမ်ချမ်းသာများနှင့်ပြည့်စုံနေကြသော အလုံးသောတတ္တဝါတွေရရှိမြဲတိုင်းသောစည်းစိမ်ချမ်းသာ၌တည်နိုင်ကြပါစေဟု၍ဝမ်းမြောက်ခြင်းမူရိကတရားပွားများကနေကြပေသည်တခါတရံစည်းစိမ်ချမ်းသာများနှင့်ပြည့်စုံနေကြသော ပုဂ္ဂိုလ်တတ္တဝါများနှင့်ရှင်ရဲ့ဒုက္ခတွေ့ကြုံနေကြသောပုဂ္ဂိုလ်တတ္တဝါတို့သည်မိမိတို့ပြုထားအပ်သောကံအားလျော်စွာစံကားနေကြရခြင်းခံစားနေကြရခြင်းသာဖြစ်ကြပေသည်ဟု၍ လေးလီကိုရှုခြင်းဥပေက္ခတရားပွားများကနေကြပေသည် ထိုနည်းတူစွာမိဘတို့မှာသာသမီတို့ကိုမြင်တွေ့ရတိုင်းတရိယာတိုင်းတို့တဲ့ကြည်ပွားကောင်းစားချမ်းသာကြပါစေကိုတော်ချစ်ချင်းမေတ္တာသည်အလိုလိုပွားများပြီးသာဖြစ်ကြပေသည်မရေမတွက်နိုင်အောင်ပင်များပြားကြပေသည်မိဘတို့မှာသာသမီများဆင်းရဲဒုက္ခများနှင့်တွေ့ကြုံရသောအခါ ရင်းဆင်းရဲဒုက္ခကိုဖယ်ရှားပေးလို့သောတနာချင်းကရုဏာသည် အလိုလိုပွားများပြီးသားဖြစ်ကြပေသည်မရင်မတွက်နိုင်အောင်ပင်များပြားကြပေသည် မိဘတို့မှသာသမီများအတတ်ပညာစည်းဝါးဥစ္စာများပြည့်စုံ၍ကျမ်းမာချမ်းသာစွာနေထိုင်ကြသည့်တို့ကို တွေ့မြင်ရသောအခါရရှိထားသောစည်းစိမ်ချမ်းသာပြည့်စုံခြင်းများမဆုံးယုတ်သွားကြပါစေလေ။ တည်နေတိုင်းလာတည်နိုင်ကြပါစေဟုသောဝါမြောက်ခြင်းမူတီတာသည် အလိုလိုပွားများပြီးသားဖြစ်ကြပေသည်မရေမတွက်နိုင်အောင်ပင်များပြားကြပေသည် မိဘတို့မှသာသမီများအဖက်ဖက်ကပြည်စုံပြီး သူ့အိုသူ့အိမ်ဖြင့်ကောင်းမွန်စွာ နေနိုင်တာကို တွေ့မြင်ရသောအခါ သာသမီတို့အပေါ်၌လေးလျူရှုခြင်းဥပေက္ခာသည် အလိုလိုပွားများပြီးသားဖြစ်ကြပေသည်မိဘတို့သည် သမီးတို့အပေါ်၌နေလျူရှုခြင်းဥပိ္ပခဖြစ်တာနည်းပါးကြပေသည်ချစ်ခြင်းမေတ္တာသာဖြစ်တာများကြပေသည်တို့ဖြစ်၍မိဘတို့သည် သာသမီးများ၏ပြမဖြစ်ကြသည်ဟု၍ဟောတော်မူခဲ့ပါသည်နေမိဘတို့သည် သာသမီးများတိကျတော်အရွယ်မှစ၍သွားပုံရက်ပုံထိုင်ပုံအိပ်ပုံစားပုံများကို၎င်းသူအသက်မတတ်ဖို့ရာ ူဥစ္စာမခိုးဘူရာသူတဘာသာသမီမဖြည့်စီဘူရာ လိမ့်မပြောဘူရာဆဲဆို၍ကြမ်းတမ်းစွာမပြောဘူရာအရင်မတော့ဘူရာစသည်များကို၎င်းရှင်းကပ်ပေါင်းတင်တင်သူမချင်းကပ်မပေါင်းတင်တင်သူများကို၎င်းတသက်ပတ်လုံးခေါင်းစားချမ်းသာသွားစေလိုသောမေတ္တာဓာတ်အပြည့်အဝဖြင့်သင်ကြားပြသဆုံးမပေးခဲ့ကြပေသည်မိဘများ၏တင်ပြဆုံးမခြင်း ပြည့်စုံကောင်းမွန်သည်နှင့်အမျှသာသမီများတသက်ပတ်လုံးယဉ်ကျေးလိမ်မာတိုးတက်ကြီးပွားချမ်းသာသွားကြပေသည်တို့ဖြစ်သောကြောင့်မိဘတို့သည် သာသမီတို့၏အကောင်းဆုံးလက်ဦးစရာဖြစ်ကြသည်ဟု၍ဟောကြားတော်မူခဲ့ပါသည်တုံးမိဘတို့သည် သာသမီတို့အားမေတ္တာကရုဏာမူရတာဥပေက္ခဟုသောဓမ္မစောတရား၄ပါးအရင်းခံရှိထားပြီးသူများဖြစ်ကြသည့်အာလျော်စွာ ာသမီးတို့ကိုအစဉ်တနာစောက်ရှောက်သူများသာဖြစ်ကြပေသည်တို့ဖြစ်၍မိဘတို့သည်ကာသမီးတို့၏ပူဇော်ခြင်းအမျိုးမျိုးတို့ကို ခံယူထိုက်သောအာဟုနေယပုဂ္ဂိုလ်တို့ဖြစ်ကြပေသည်ကာသမီးတို့သည်မိဘတို့ကိုရှိခိုးခြင်းစားဝယ်တောက်ပွင့်များကိုစီမံ၍ကျွေးမွေးခြင်းအဝတ်ထည်တို့ကိုဖွှတ်လျှော်ပေးခြင်းဝတ်ဆင်ပေးခြင်းအဝိနန့်သာလိမ့်ပေးခြင်းရေချိုးပေးခြင်း နင်းနိုင်ပေးခြင်းခြေစေးပေးခြင်းစသည်တို့ဖြင့်ပြုလုပ်ပူဇော်ကုန်ရာ၏မိဘတို့သည် အရိယာပုဂ္ဂိုလ်များကဲ့သို့သာသမီတို့၏ပူဇော်ခြင်းအမျိုးမျိုးတို့ကိုခံယူထိုက်သော ပုဂ္ဂိုလ်တို့ဖြစ်ကြကုန်၏ဟု၍ဟောကြားတော်မူခဲ့ပါသည်မိဘတို့သည်သာသမီတို့၏ပြမလက်ဦးစရာအကောင်းဆုံးပူဇော်ရာဟုသောဂုဏ်ကျေးဇူးသုံးပါးရှိတော်သူများဖြစ်သောကြောင့် အနစ်တရားပတ်လုံးကျေစုဆက်၍မကြေနိုင်သော ပုဂ္ဂိုလ်များဖြစ်ကြပေသည် တရားဖြင့်သာကြေအောင်ဆက်နိုင်ကြပေသည်ဆောင်းဘုတ်မိဘဟုသည်မြမတူ၏လက်အိုးစရာပူဇော်ရာမှန်စွာဖြစ်ပေသည်ဒါနရှိတာ၅မျိုးသာအသိဉာဏ်ပြေဝါကြသူတာအသက်ရှိခြင်းအစင်လာခြင်းချမ်းသာများခြင်းအချမ်းအယံများခြင်း အစိုးရခြင်းဟောသောဤအကျိုး၅မျိုးကိုအလိုရှိကြကုန်၏ဤကဲ့သို့ပင် အလိုရှိကြပါတော်လေရှေးဘဝများကဒါနကုသိုလ်မရှိခဲ့သူများမှာမရရှိနိုင်ကြပေရှေးဘဝများကဒါနကုသိုလ်ရှိခဲ့ပူသူများသာရရှိနိုင်ကြပေသည်ဒီကောင်းမြတ်သောလူဘဝနတ်ဘဝတို့၌အသက်တိုခြင်းသည် မကောင်းသောဖြစ်ရတစ်ခုပင်ဖြစ်ပေသည် အသက်ရှိခြင်းသည်ကောင်းမြတ်သော ဖြစ်ရတစ်ခုပင်ဖြစ်ပေသည်ထို့ဖြစ်၍ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းအသက်ရှိခြင်းကိုအလိုရှိကြပေသည်အသက်ရှိအောင်အတတ်နိုင်ဆုံးပြုပြင်၍နေကြရပေသည်နေ့ကောင်းမြတ်သော လူဘဝနတ်ဘဝတို့၌ရုပ်ရည်အရှင်ပြည့်ခြင်းမတင့်နေခြင်းသည်မကောင်းသောဖြစ်ရတစ်ခုပင်ဖြစ်ပေသည်ရုပ်ရည်အရှင်လှပတင့်နေခြင်းသည် ကောင်းမြတ်တော်ဖြစ်ရတခုပင်ဖြစ်ပေသည်တို့ဖြစ်၍ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းရုပ်ရည်လပတင့်တယ်ခြင်းကို အလိုရှိကြပေသည်လပတင့်တယ်အောင်ပြုပြင်၍နေကြရပေသည်တို့ကောင်းမြတ်တော်လူဘဝနတ်ဘဝတို့၌ကိုဆင်းရဲစိတ်ဆင်းရဲဖြစ်နေရခြင်းသည် မကောင်းသောဖြစ်ရတခုပင်ဖြစ်ပေသည်ကိုချမ်းသာစိတ်ချမ်းသာဖြစ်ရခြင်းသည် ကောင်းမြတ်သောဖြစ်ရတခုပင်ဖြစ်ပေသည် တို့ဖြစ်၍ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းကိုချမ်းသာစိတ်ချမ်းသာမှုကို အလိုရှိကြပေသည် ကိုစိတ်ချမ်းသာမှုရှိအောင်ပြုပြင်၍နေကြရပေသည် လေကောင်းမြတ်သော လူဘဝနတ်ဘဝတို့၌ပြုစုစောင့်ရှောက်မိသူမရှိခြင်းအချမ်းအယံကင်းမဲ့ခြင်းသည်မကောင်းသောဖြစ်ရပ်တစ်ခုပဲဖြစ်ပေသည် ပြုစုစောင့်ရှောက်သူရှိခြင်းအချမ်းအယံပြိတ္တာပေါများခြင်းသည် ကောင်းမြတ်သောဖေးရတစ်ခုပင်ဖြစ်ပေသည်တို့ဖြစ်၍ပြုစုစောင့်ရှောက်သူအချံအရာပရိသတ်များကို အလိုရှိကြပေသည်ပြုစုစောင့်ရှောက်သူအချံအရာပရိသတ်များရှိအောင်ပြုလုပ်၍နေကြရပေသည်ငါကောင်းမြတ်သော လူဘဝနတ်ဘဝတို့၌စိုးပိုင်မှုကင်းမဲ့၍အရာရာတွင်သူတော်ဘာ၏အလိုကိုသာကြည်နေရခြင်းသည်မကောင်းသော ဖြစ်ရတစ်ခုပင်ဖြစ်ပေသည်အရာရာတွင်မိမိအလိုအတိုင်း စိုးပိုင်စွာလောကိုင်ဆောင်ရွက်နိုင်ခြင်းသည်ကောင်းမြတ်သောဖြစ်ရပ်တစ်ခုပဲဖြစ်ပေသည်ထို့ဖြစ်၍ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းစိုးပိုင်မှုကိုအလိုရှိကြပေသည်စိုးပိုင်အောင် ပြုလုပ်၍နေကြရပေသည်လူတိုင်းလူတိုင်းအလိုရှိကြသောဤအကျိုးငါးမျိုးကိုရှင်းဘောရများကဒါနကုသိုလ်မရှိသူများ မရရှိနိုင်ကြပေရှင်းဘောရများကဒါနကုသိုလ်ရှိသူများသာ ရရှိနိုင်ကြပေသည်ဒါနကုသိုလ်ရှိသူများကဒါနကုသိုလ်မရှိသူများထက်ဤအချိုး၅မျိုးကိုတာလွန်၍ရရှိနေကြပေသည်ကတ္တပမျက်စွာဖျားလက်ထက်တော်အခါကအတူတကွာနေကြသောယဟန်နှပါဒါနနှင့်ဆက်၍အငင်းပွားခဲ့ကြသည်ယဟန်တပါကအိမ်စဉ်လဲ့လည်၍ဆုံးကံတောင်းစားရသောယဟန်ပင်ဖြစ်ပါတော်လေမိမိဤသုံးဆောင်ဝင်များကို သူတစ်ပါးအားပေးလိုပြီးမှ မိမိတုံးဆောင်ခြင်းတာရဏီယဓမ္မကိုဖြည့်ကျင့်သောအဖြစ်ပေးလူခြင်းဒါနကို ပြုတင်လာပေသည်ဟုပြောကြ၏ယဟန်တစ်ပါးကယဟန်ဟူသည် သူတစ်ပါးလူတန်းသောလူွယ်ပစ္စည်းကိုအဖို့ခံယူ၍မဖြက်စီအပ်မိမိအတွက်မြတ်တယုံသာခံယူခြင်းဗတ္တကဝုကို ဖြည့်ကျင့်သောအဖြစ်ပေးလူခြင်းဒါနကိုမပြုလုပ်သင့်ပေဟုပြောကြ၏ ိုယန်နှပါတို့သည်တပားဤယူဆကိုတပားကလိုက်နာအောင်မပြောပြနိုင်ကြသောကြောင့်မိမိတို့ဤကျင်မြဲဖို့ကိုပင်ကျင်၍နေကြကုန်၏တတန်းကုန်၍ပြန်လွန်တော်မူကြသောအခါနတ်ပြည်၌ဖြစ်ကြလေကုန်၏ဘောရမမြတ်စွာဘုရားပွင့်တော်မူလာသောအခါ ထိုပုဂ္ဂိုလ်နှုတ်တို့သည်တာဝုဋ္ဌိပြည်၌ဖြစ်လာကြ၏တာရဏီယဓမ္မကိုဖြည့်ကျင်၍ အလိုဒါနကို ပြုခဲ့ဘူးသောပုဂ္ဂိုလ်ကကောသလမင်းကြီး၏ထိတ်ကောင်တဲ့အမျက်ဆုံးမိဖုရားကြီးဝန်း၌ဖြစ်၍မွေးဖွားလေ၏ဗတ္တကဝုတ်ကို ဖြစ်ခြင်း၍အလိုဒါနမပြုခဲ့သောပုဂ္ဂိုလ်ကမိဖုရားကြီး၏အလို့အကျွေ အခိုင်းစေမိမ၏ဝန်း၌ဖြစ်၍မွေးဖွားလာလေ၏တနေ့တည်းမှာပင်မွေးဖွားလာကြ၏ငငယ်နှအိုးကိုနာမည်ပေးတော်နေ၌ တုံးနှင့်တအိုတွေးမြင်ကြရာပေးလူချင်းသာရဏီယဓမ္မကိုဖြည့်ခြင်း၍မင်းသားငယ်ဖြစ်သူက မပေးလူပါပဲဗတ္တကဝုတ်ကိုဖြည့်ခြင်း၍အခိုင်းစိန်မိမ့်မဤသားဖြစ်သူကို ကျွန်ုပ်ထီးပြအောင်မှမြင့်မြတ်၍အတရင်ရှိသောအိယာနာအိနေဒီကိုတင်တွေးမြင်ရပေ၏တင်ဤယုံနေသောဂရေညောင်ဆောင်သာကြံတန်းသောအဝတ်အခင်းတွင်အိနေရသည်ကိုလည်းတင်တွေးမြင်ရသည်မဟုတ်ပါလော ဒီလိုဖြစ်ရတာ သင်ပေးလို့ခြင်းတာရဏိယဓမ္မကိုမကျင့်ရလို့ယခုလိုယုံညံ့သောနေရာမှာအဲ့နေရာချင်းဖြစ်ပေ၏ဟုပြည့်တင့်စကားနှင့်နေကို၍ပြောကြ၏မပေးလို့ပါပဲဘရကဝုဘုသာဖြစ်ကြ၏အလို့အကျွေးဤတားငယ်ဖြစ်သူကလည်းမင်းသားငယ်ကိုတင်မုံမြတာတွေတုံးဆောင်ခံစားနေရတာကိုမိပြီးမာနဖြစ်နေပေသည်ယုံညံ့တဲ့အခင်းအယုံနဲ့ မုံမြတ်တဲ့အခင်းယုံတွေအလုံးဒီပထဝီဓာတ်ကြီးပင်ဖြစ်ကြပေသည်ဓာတ်တော်အရာအတူတူပင် ဖြစ်ပေသည်ဟု၍ခြေပပြောကြလေ၏ဤတငယ်လျောက်တို့၏အပြန်အလှန်ပြောကြသောစကားများကိုသူမနာမင်းသမီးကြားရသောအခါမြတ်စွာဘုရားထံတော်သို့တွား၍လျှောက်ထားလေ၏မြတ်စွာဘုရားမြတ်စွာဘုရား၏သာသနာတော်၌ပုဂ္ဂိုလ်နှအိုရှိကြပါသည် ထိုနှအုံးမှာယုံကြည်ချက်သရတရားခြင်းလည်းတူကြပါသည်အကျင့်သီလခြင်းလည်းတူကြပါသည်ဉာဏ်ပညာခြင်းလည်းတူကြပါသည်ဖေဟာဤတို့ပင် တူကြပါတော့လေတူကပေးလူခြင်းဒါနာကိုပြုလုပ်ပါသည်တူကပေးလူခြင်းဒါနာကိုမပြုလုပ်ပါဖေဟာထိုသူနှအုံးတို့သည်ကွယ်လွန်၍နတ်ပြည်သို့ရောက်သွားကြတဲ့အခါအကျိုးပေးခြင်းတူကြပါသလားမတူထူးကြပါသလားဖေဟာဟု၍ချက်ထားလေ၏ မြတ်စွာဘုရားကသူမနာမင်းသမီးအချိုးပေးခြင်းမတူကြပေပေးလို့တတ်သောသူက မပေးလို့သောသူကိုနှံ့နိုင်ဖြစ်သောတဲ့အသက်ရှိခြင်းနှင့်အရှင်းလာခြင်းသုံးချမ်းသာများခြင်းလေအချမ်းအယံပြိတ္တများခြင်းငါအစိုးရခြင်းဟုသောဤအချိုးငါမျိုးဖြင့်သာလွန်လွမ်းမိုး၍ဖြစ်၏ဟု၍မိန့်ကြားတော်မူ၏ သူမနာမင်းသမီးကထမှန်၍လျှောက်ထားပြန်ပါပြီ။မြတ်စွာဘုရားထိုနတ်သားနှုတ်တို့သည်နတ်ပြည်မှဆုတည်၍လူပြည်သို့အကယ်၍ပြန်ရောက်ကြပါလေ။အကျိုးပေးခြင်းတူကြပါပြီလား။မတူထူးကြပါသေးသလားဘုရား။ဟူ၍လျှောက်ထားပြန်ရာမြတ်စွာဘုရားကသူမနာမင်းသမီးအကျိုးပေးခြင်းမတူကြသေးပေ။ပေးလို့ခဲ့ဘူးတော်သူက မပေးလို့တော်သူကိုလူနိုင်ဖြစ်တော်တဲ့ ်အသက်ရှိခြင်းနှင့်အစင်းလာခြင်းသုံးချမ်းသာများခြင်းလေးအချမ်းအယံပြိတ္တများခြင်းငါအစိုးရခြင်းဟုသောဤအကျိုးငါမျိုးဖြင့်တာလွန်လွမ်းမို့၍ဖြစ်၏ဟု၍မိန့်ကြားတော်မူ၏။ဆောင်းဖို့တက်ရှိစင်လာချမ်းသာရ၍ညာလာချမ်းရန်စိုးရပြန်ငါရံဒါနာအကျိုးဒီတုမနာမင်းသမီးကထမှန်၍လျှောက်ထားပြပါသည် ထိုသူနှအိုးတို့သည်အကယ်၍လူပေါင်းမှထွက်ခွာလျက်သာသနာတော်၌ယဟန်ပြုကြပါလျက်အချိုးပေးခြင်းတူကြပါပြီလားမတူထူကြပါသေးသလားဗျာဟု၍လျှောက်ထားပြန်ရာမျက်စွာဗျာကသုမနာမင်းသမီးအချိုးပေးခြင်းမတူကြသေးပြီပေးလူခဲ့ဘူးသောယဟန်ကမပေးလူသောယဟန်ကိုယဟန်တော်တို့အတုံးအဆောင်ဖြစ်သောတေသင်္ကန်းပေါ်များခြင်းနေ့ ဆွန်ပေါ်များခြင်း၃ကြောင်ပေါ်များခြင်း၄ရှေးပစ္စည်းပေါ်များခြင်း၅အတူတကွနေကြသောသတင်းသုံးပေါ်တို့ကကြီးညိုမြတ်နိုးကြခြင်းဟူသောဤအကျိုးငါမျိုးဖြင့်တာလွန်လွမ်းမို့၍ဖြစ်၏ဟူ၍မိတ်ကြားတော်မူ၏ထို့ဘုက္ခုနှောဦးတို့သည်တရားအားထုတ်၍ယဟန္တာဖြစ်ကြရာတွင်အကျိုးပေးခြင်းတူကြပါပြီလားမတူထူးကြပါသေးသလားဗျာဟုရှောက်ထားပြန်ရာ မြတ်စွာဘုရားကတမနာမင်းသမီးယဟန္တာဖြစ်သောအခါကိလေသာမှလွတ်မြောက်ရာအရဟတ္တဖို့ချမ်းသာခြင်းတူတော်ကြပေပြီးထူးခြားခြင်းမရှိအညီအမျှပင်ဖြစ်ကြသည်ဟု၍မိန့်ကြားတော်မူ၏တမနာမင်းသမီးသည်မြားစွာနှစ်သက်အာရခြင်းရှိလာသည်ဖြစ်၍မြတ်စွာဘုရားအံ့ဩဖွယ်ရာမကြားနာရဘူးသောထူးခြားဆန်းကျဲသောတရားစကားကိုနာကြားရပါသည်ဖျား ဒါနကုသိုလ်ကောင်းမှုတို့သည်နတ်ဖြစ်သူ အားလည်းကျေးဇူးပြုပါကုန်သည်လူဖြစ်သူအားလည်းကျေးဇူးပြုပါကုန်သည်ဖြစ်၍ပေးလူခြင်းဒါနကုသိုလ်ကိုပြုတင်လာပါသည်ဖျားဟူ၍လျှောက်ထားလေ၏မြတ်စွာဘုရားကလည်းဟုတ်မှန်ပေသည်ဒါနကုသိုလ်ကောင်းမှုတို့ကိုပြုတင်လာပေသည်ဟုအာပေချင်းမြောက်စကားထမှန်မိတ်ကြားတော်မူ၏အန်နှင့်မြေဆောင်၂၀ကို တတ္တမရံတိရိတ်တာဆရာတော်လောကတုံမာနာဖရာယေသနာတရားယေသနာတန်ခါယေသနာဒီဟုသောယေသနာမြတ်သုံးပါသည်အတုမရှိဖြစ်ပါ၏